အဲ့လိုတမာရီစွမ်းအားရဲ့၆ပါးမှုကြောင့်တကယ်အစစ်မှန်ကိုသိလာပြီဝိပဿနာဉာဏ်ဤဖြစ်လာပြီဆိုလို့ရှိရင်ဘုန်းကြီးတို့တွေရဲ့တဏ္ဍမှာရှိတဲ့ခိရိတာအာတော်တွေကပုံဆုံးလာအမှန်ကန်သိလာခြင်းအပြင်ခိရိတာဟာဘယ်အာယုံနဲ့တွေ့ပြီးဖြစ်လာကြရမရှိခိရိတာဖြစ်ပုံလေးကိုလည်းစဉ်းစားပြီးတော့ကြည့်ပါ ဆိုပါစို့ကိုကြိုက်တတ်တဲ့ကိုကြိုက်တတ်တဲ့အစားအစာလေးတစ်ခုမြင်လိုက်တာနဲ့တကြိုင်နဲ့စားခြင်းစိတ်ပေါ်လာနော်မကြိုက်တဲ့အရာတစ်ခုကိုမြင်လိုက်တာနဲ့တကြိုင်နဲ့ရှင်မုန်းတာပေါ်လာဘယ်အခါမြင်မြင်ဒီတိုင်းပဲတာအဲ့ဒါဘာကြောင့်ဒီလိုဖြစ်နေတာလဲဆိုအာယုန်နဲ့စိတ်နဲ့တွေ့လို့ရှိရင်အနုတ္တယဓာတ်အနေနဲ့ပေါ်နေတာဆိုပါစို့ ကိုနဲ့မတည့်တဲ့လူရဲ့အတန်ကြားလိုက်ဒေါသလေးထွက်မြင်လိုက်တာနဲ့ဒေါသလေးကျက်လာမုန်းနေတဲ့စိတ်ကလေးပေါ်လာအဲ့ဒါဘာကြောင့်ပေါ်တာလဲဆိုဒီအာယုံကိုအကြောင်းပြုပြီးဒီစိတ်ဟာပေါ်နေကြဖြစ်အေးဝိပဿနာရှုလာပြီဆိုတဲ့အခါကျတော့ခုနကပေါ်နေကြလောဘဆိုတဲ့သဘောတွေပေါ်နေကြဖြစ်တဲ့ဒေါသဆိုတဲ့သဘောတွေဟာမလာတော့ဘူးအဖြစ်လို့လဲဆိုရင်သဘာဝတရားကိုတည်သွားပြီး ဘာဝတရားကိုသိတယ်ဆိုတဲ့အနေထားပါမှာဘာဝတရားဖြစ်တာကိုလည်းသိတယ်ချုပ်သွားတာကိုလည်းသိတယ်ကြီးတယ်ပုံပြီးတော့တွေးတယ်ကြံတယ်မြင်မာတယ်ဆိုတာကမလာတော့မလာသည့်အတွက်ကြောင့်ဒီအာယုံပေါ်မှာလောဘဖြစ်စရာလည်းမရှိတော့ဒေါသဖြစ်စရာလည်းမရှိတော့နောက်ဆုံးလောဘဒေါသမောဟစတဲ့ကိလေသာတွေရဲ့အလုံးရဲ့အတုတရားကိုဖယ်ရှားနိုင်တဲ့အစ်စ်ရောက်သွားသည့်အချိန် နော်ဖယ်ရှားနိုင်တဲ့အဆင့်ကတော့ဝိပဿနာဉာဏ်ရင့်တတ်သွားပြီဆိုရင်အဲ့ဒီဝိပဿနာဉာဏ်ကဘာလို့မွေးထုတ်ပေးလိုက်တာတော့ဆိုတော့မညံဘုံဉာဏ်မွေးထုတ်ပေးမညံဘုံဉာဏ်ဆိုတာဘယ်သူကနေပြီးတော့တည်ဆောင်ပေးတာတော့ဆိုဝိပဿနာကပဲတည်ဆောင်ပေးနိုင်တယ်ဒီပြင်ဘယ်သူဘယ်ဟာကမှတည်ဆောင်မပေးနိုင်ဘူးပေါ့ဝိပဿနာဉာဏ်ကိုကျင့်ကြံကြုတ်အထုတ်ခြင်းဖြင့်ဝိပဿနာဉာဏ်နေရင့်လာပြီဆိုလိုက်တာနဲ့တပြိုင်တည်း နောက်ဆုံးကဝိပဿနာဉာဏ်ဆိုတာသင်္ခါရတွေကြီးပဲမြင်နေရတယ်။သင်္ခါရတွေရဲ့ဖြစ်မှုပြမှုတွေနဲ့ပဲသွားနေတယ်။အေးသင်္ခါရတွေရဲ့ဖြစ်မှုပြမှုတွေနဲ့အမြဲတမ်းအနစ်ဆက်ခံနေရတဲ့သင်္ခါရတရားတွေဘယ်တော့မဖြစ်တော့ဘူးဆိုတဲ့အဆုံးကိုမြင်လိုက်ရင်ဒါနိဗ္ဗာန်ကိုမြင်တာပဲ။သင်္ခါရတရားတွေမဖြစ်တဲ့အဆင့်ကနိဗ္ဗာန်ပဲ။အဲ့ဒီနိဗ္ဗာန်ကိုမြင်လိုက်တာနဲ့တကြိုင်နဲ့ သင်္ခါရတရားတွေပေါ်မှာအမိပြုပြီးတော့ဖြစ်နေတဲ့လောဘတွေဒေါသတွေမောဟတွေဆိုတာနေအကျိုးမဲ့ချုပ်သွားတယ်။အဲဒါကြောင့်မလို့ဝိပဿနာဉာဏ်ရင့်တန်သွားလို့ရှိရင်မျက်စိဆိုတာ ပေါ်လာမယ်ပုံစိတ်ဆိုတာပေါ်လာပထမအဆင့်အနေနဲ့သောတပတိမျက်စိသောတပတိပုံစိတ်ပေါ်ဒုတိယဝိပဿနာဉာဏ်အဆင့်အနေနဲ့သံဃာရဂမိမေသံဃာရဂမိပုံတတိယတိုးမြင့်ပြီးတော့ကျင့်တဲ့ဝိပဿနာရဲ့အဆင့်နဲ့ အနာဂါမိမဲ့တဲ့အနာဂါမိကိုစတုထအစင့်မြင့်ဝိပဿနာအကျဉ်းချုပ်ကိုအာထုတ်ခြင်းဖြင့်အရတမေရတ္တပုစရာဤပေါ်လာနေ။အဲဒီလိုပေါ်လာလိုက်တာနဲ့တရားရည်နဲ့မိမိတို့ရဲ့တဏ္ဏမှာဘဝဘဝကပါလာတဲ့ဘယ်လိုမှရှောင်ပွဲလို့မရတဲ့အနုတ္တရဋ္အနေနဲ့ဂိမ့်နေတဲ့ခိလိတာတွေအားလုံးချုပ်ကျင်းပြီးတော့သွားတယ်။အဲဒီလိုချုပ်ကျင်းစေချောင်းလေ့ကျင့်ပြီးတော့ ွားများအထုတ်ထားတဲ့သမာဓိဘာဝနာကိုဒါအာသဝခရအတွက်လေ့ကျင့်တဲ့သမာဓိဘာဝနာစတုထအမျိုးအစားဖြစ်မြတ်စွာဘုရားဟောကြားတော်မူခဲ့ပါတယ်။ဒါကြောင့်မို့သမာဓိဘာဝနာဆိုတာသမာဓိဘာဝနာဆိုတာဥတီချက်နဲ့ရက်လက်အကျိုးတွေမတူညီကြဘူး။တချို့သမာဓိဘာဝနာကဒိဋ္ဌာဓမ္မသုခဝိဟာရအတွက်ဖြစ်တယ်။တချို့သမာဓိဘာဝနာက ေဘဆကုအဘိညာဉ်အတွက်ဖြစ်တဲ့တချို့သမာဓိဘာဝနာကတတိသံစဉ်ညအတွက်ဖြစ်တဲ့တချို့သမာဓိဘာဝနာကကိလေသာအာသောတွေကုံဆုံးပြီးတော့နော်ဘက်ဖို့နိဗ္ဗာန်ရဖို့ရာအတွက်ဖြစ်တယ်လို့အဲ့ဒါလို့သမာဓိဘာဝနာသုတ်တံမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကသမာဓိဘာဝနာတရား၄မျိုးဖွဲ့ခြားဟောကြားထားပါတယ်